မလေးဇာတ်မလေးဘခိုင်မှာတကြောပြန်တိုက်ပွဲတွေဖြစ်ပွားလာပြီးတဲ့နောက်စစ်ကောင်စီတရေလူမဆန်တဲ့ရက်ဆက်ကြမ်းကြုံမှုတွေကြောင့်ရခိုင်လူငယ်အများအပြားဟာတော်လန်တိုက်ပွဲဝင်မှုအတွက်မိမိတို့ရဲ့အသီးစိတ်တဲ့နဲ့တက်တော်ရှိတဲ့နေမျိုးတွေထဲကိုတတုပ်ပြီးတတုပ်သွားရောက်နေကြတယ်လို့ရခိုင်တက်တော်နဲ့နှိဆက်သူတွေကပြောပါရတယ်။ ။အရင်တုန်းကတော့သားသမီးတွေကိုလက်နက်ကင်တော်လန်နာကိုအားမပေးခဲ့တယ်လို့ပညာရေးကိုပဲအားပေးခဲ့ကြတဲ့မိသားစုတွေအထင်မှလေးစစ်ကောင်စီရဲ့ရခိုင်ပြည်သူတွေအပေါ်ရက်ဆက်ရုံမှမှုတွေကိုနဖူးတွေ့ဒူးတွေ့ခန်းစားနေရတဲ့အတွက်အခုချိန်မှာတာသမီတွေကိုပါလက်နက်ကင်စီရှင်နဲ့စိတ်ဆန္ဒတွေပြင်းပြနေတဲ့အပြင်တော်လန်ရေးထီးကိုသွားဖို့တိုက်တွန်းမှုတွေလည်းရှိတယ်လို့မင်းများမျိုးနေကအသက်50ကျော်အရွယ်အမျိုးသမီးကြီးတယောက်ကပြောပါရီ သူပြောပြထားတဲ့အတန်ဖိုင်ကိုလုံချုံရေးအရာထုတ်လွှင့်ပေးဖို့အဆင်မပြေတဲ့အတွက်ကြောင့်နရင်းစရာဝိုင်းတော်သားတယောက်ကအတန်အစားထိုးဖက်ပြထားပါရီအခုတော့သားတယောက်အေအေကိုဝင်သွားပြီသူကနောက်ဆုံးနှစ်တော့စာမွေးဖြစ်သွားခဲ့သေးတယ်အခုသားသမီးတွေလက်နဲ့ကင်တာကိုမကန့်ွက်တော့ဘူးခွေးတွေလုံနေတာကိုမကြိုက်လို့ပေါ့ကိုတိုင်တောင်တနက်ကန်ရှင်သေးတယ်ကောင်စီရဲ့ရခိုင်ပြည်သူတွေအပေါ်အစားအစာပြက်လက်အောင်ယူရပြီးပြုလုပ်နေတဲ့ဖြက်လေးဖြက်ကျင်းသုံးမှုတွေနဲ့ လူနေကြီးရော်တွေထေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာပြည်သူတွေအပေါ်မထင်ရင်မထင်သလိုဖမ်းဆီးနှိပ်စက်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေဟာအေးချမ်းစွာနေနေကြတဲ့တာမန်အယက်သားတွေကိုပါနာကြီးမှုဖြစ်စေတာနဲ့အတူလက်နက်ကင်တော်လန်တိုက်ပွဲဝင်ဖို့နှိုးဆွပေးသလိုဖြစ်နေပါရီနွေမာလာ73ရက်နေ့ကနေစပြီးတော့တကြော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးတဲ့နောက်ရခိုင်လူမျိုးလူရွေအများပြားဟာစစ်ကောင်စီကိုနာကြီးမှုတွေနဲ့အတူရခိုင်တပ်တော်မှာတာဝန်ထမ်းဆောင်ဖို့ နှွေးထွေးတဲ့မိသားစုတွေကိုစွန့်ခေါ်ပြီးတော်လန်ရေးနေမြေတွေထဲကိုတွားနေကြတာဟာနေစဉ်ရက်ဆက်ဆိုသလိုဖြစ်နေတယ်လို့ဒေသခံတွေကပြောကြပါရည်ရခိုင်တပ်တော်ကလည်းရခိုင်လူငယ်တွေကို အခုအရေးကြီးတဲ့ကာလတွေမှာတိုင်းပြည်တောင်းဝန်ထမ်းဆောင်ကြဖို့ဖိတ်ခေါ်ထားတယ်လို့ရခိုင်တပ်တော်ပြောခွင့်ရသူဥခိုင်သူခါကနရင်းစရာသတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာပြောဆိုသွားခဲ့ပါရည်ရခိုင်ပြည်ရဲ့ဒီလုံခြုံရေးနော်ဒီရခိုင်ပြည်ရဲ့အနာဂတ်တည်တံ့ရေးအတွက် တော့ကျွန်တော်တို့ပြည်သူတွေကိုအာကျွန်တော်တို့ဒါအခုတည်းပုံပြီးတော့မှဒါကာကွယ်နိုင်ဖို့ဆိုလို့ရှိရင်အာလူငယ်တွေအနေနဲ့ဒီအခုလိုအပ်နေတဲ့ကာကွယ်ရေးပိုင်းတွေမှာဝင်ရောက်ပြီးတော့မှဒါတောင်းထမ်းဆောင်ဖို့ဒါအထူးအရေးကြီးတာပေါ့နော်အာကျွန်တော်တို့ကဒီကျွန်တော်တို့အာအမျိုးကိုချစ်ပါတယ်လို့ဒါအိုနေအိုနေယုံလောက်နဲ့တော့အာမပြီးဘူးကြတကယ်ဒီကျွန်တော်တို့ရဲ့ရခိုင်မျိုးကို ကျွန်တော်တို့အာထိတိယောက်ယောက်ကာကွယ်နိုင်ဖို့အတွက်အရေးကြီးတယ်ဒါကြောင့်မို့လို့ အာဒီကျွန်တော်တို့လူငယ်တွေအားလုံးပေါ့နော်ဒါကျွန်တော်တို့ဒီတာဝန်ထားနိုင်တဲ့လူတွေအားလုံးဟာအခုချိန်မှာနေပြီးတော့မှဒီကျွန်တော်တို့ဒီရခိုင်ပြည်ကာကွယ်ရေးကိစ္စတွေမှာဝင်ရောက်ပြီးတော့မှဒါတာဝန်ထမ်းဆောင်ဖို့အထူးအရေးကြီးပါတယ်ရခိုင်တပ်တော်ကထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်တစ်ခုမှလေးရခိုင်တပ်တော်ကတင်ထားတဲ့ရန်သူစခန်းကုန်းတွေရန်သူစွန့်လွတ်ထားခဲ့တဲ့နေဆက်စခန်းတွေအပြင်ဆက်လက်သိမ်းယူဖို့ရာတာထားတဲ့ဘူဟာစခန်းတွေကိုသိမ်းပြီးတဲ့နောက် ရရှိလာမယ့်စခန်းတွေအလုံးကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်အာရခတိုင်းပြည်အပေါ်အမန်တကယ်ရှစ်မျက်နိုးပြီးကာကွယ်ဆောင်ရှောက်ကြမယ့် Dependers of our fatherland Araka စစ်တေတော်အစ်စ်တွေလိုအပ်နေတယ်လို့လေဖော်ပြထားပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာစစ်ကောင်စီကပြည်သူတွေကိုတောင်မကပေတက္ကသိုလ်ကျောင်းအတွင်းကကျောင်းသားတွေကိုပါလူသားတိုင်းတဖွဲ့ပြုလုပ်နေတာတွေကျောင်းသားတွေကိုမတရားဖမ်းဆီးတာတွေကြောင့်ကျောင်းသားကျောင်းသူတွေက စာတင်ခန်းတဲ့တော်လန်ကြီးအပေါ်ပုံမူအာယုံဆိုင်လာခဲ့တယ်လို့စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂကကိုဦးတန်းနိုင်ကနရင်းစရာကိုပြောပါရီတော့ကောဒီစာကားစားဆိုဒီအပစ်လူထုနူတီကိုဒီကြောက်စားကြောက်သူထူတီကိုစစ်ကောက်စီအနေနဲ့ပြည်သူတွေကြောက်သားတွေကိုလူသားဒိုက်တဖွဲ့လုပ်ပြီးတော့စစ်ရဇဝဲမှုတွေကျူးလွန်နေတာလည်းရှိပါတယ်ကြောက်သားတွေကိုမတရားဖမ်းဆီးတာအဲ့လိုမျိုးမတရားဖမ်းဆီးနေတာတွေက ကြောက်တဲ့ရှင်တွေမှာစိတ်မလုံခြုံမှုတွေဖြစ်စေတယ်။အဲဒါကြောင့်ကြောက်သားကြောက်သူတွေကတော်လင်းကိုပို့ပြီးတော့အာယုံဆိုင်လာတဲ့အတွက်ကျွန်တော်တို့တော်လင်းရဲ့အတွက်ပို့ပြီးတော့အားကောက်တဲ့ရာလက်တစ်ခုဖြစ်ပါတယ်။လူငယ်တွေကအခုလိုတေဆော်ရဲ့ကဏ္ဍတွေမှာပို့ပြီးတော့အလုံးလုံးလွှာရမယ်ဆိုတော့တာဝန်ထက်ဆောင်ဖို့တော့တဲ့လူငယ်တွေကိုလည်းကျွန်တော်တို့အနေနဲ့ကြိုဆိုပါတယ်။ရခိုင်လူငယ်တွေကိုရခိုင်တပ်တော်အထေမှာတာဝန်ထမ်းဆောင်ဖို့ဖိတ်ခေါ်ထားပြီးတဲ့နောက်လူငယ်အများပြားဟာဆက်လီတွေနဲ့လာရောက်ကြတဲ့ပုံတွေဟာလေ ဆိုရှယ်မီဒီယာတွေပေါ်မှာထွက်ပေါ်လာခဲ့ပါတယ်။အခုလိုရခိုင်တပ်တော်ထေးကိုတာဝန်ထမ်းဆောင်ဖို့တွားနေကြတဲ့ရခိုင်လူငယ်တွေနဲ့ပတ်သက်လို့ဘူးတီတော်မျိုးနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းလေးဖြစ်ရခိုင်နိုင်ငံရေးလေးလာတုံ့တက်သူလေးဖြစ်တဲ့ဦးအောင်တောင်းရွှေကသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်။ဖီယာမြတ်ကင်တွင်ကဲမူဒီရှိလာဖို့ရေရှာကတော့နေရမှာပကောတရာဖီယာမြတ်ရင်တွင်ကဲမှုနဲ့များလာမယ်။အဲ့ဒါကနေရမှာသဖို့တစ်ခုပါ။အခုလိုပြည်သူတွေပေါ်ဖိနေမှုနဲ့များလာရင် လွဲလဲလိုစိတ်တွေများလာမယ်အဲ့ဒါကသဘောကျပါတယ်ရခိုင်ပြည်သူတွေအပေါ်လူခွင်ရှုပ်ပေါက်တာတယ်လူငယ်တွေက မတရားဖမ်းဆီးနှိပ်စက်မှုတွေကိုလှုပ်ဆောင်နေတာပေါ့ကဒေရှင်ခံမှာရခိုင်တက်တော်ထေးကိုအဲအများကြီးရအောင်စစ်ကောက်စီနေနဲ့တွန်ပို့လိုက်တယ်လို့မျိုးသူတို့ရဲ့လိုအပ်တွေကရခိုင်ပြည်သူတွေကိုနာကျေးစီပြီးတော့တော်လည်းရဲ့ဖက်ကိုဥတွေစီတယ်လို့ပြောလို့ရပါတယ်။ဒီစလေးဘောက်ကိုဥတွေစီတယ်လို့ပြောလို့ရပါတယ်။ လက်ရှိရခိုင်ပြည်မှာပုံမူပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်လာဖို့စီရေးစင်ွက်တွေတန်းနေပြီးဘုံတန်အမြောက်တန်တွေနဲ့အတူရခိုင်လူငယ်တွေရဲ့တက်ခေါက်တန်၊ကျုံဝါတန်တွေဟာမိုးရံထေးမှပြန့်လွင့်နေတဲ့အပြင်အာကျွမ်းတဲ့တင်းနန်းတက်နေကြတဲ့ရခိုင်လူငယ်တွေရဲ့ဘေးညာဘေးညာအော်တန်တွေကယုံမတောင်ရိပ်တစ်ခုလုံးအောင်မှာအားတက်စပွေပြန့်လွင့်နေပါတယ်။တကယ်တော့ရခိုင်တက်တော်ကလေ ရခိုင်အသွေးသားလူငယ်မျိုးဆက်တွေနဲ့တိဆောက်ထားတဲ့တက်တော်ဖြစ်တဲ့အတွက်ရခိုင်တိုင်းပြည်ရခိုင်လူမျိုးအတွက်အနစ်နာခံပေးဆက်ရမယ့်တာဝန်ဟာရခိုင်လူငယ်တိုင်းမှာရှိတဲ့ဆိုရင်လည်းမမှားပါဘူး။ကျွန်တော်ဘဝနဲ့အသက်တရာနေရတာထက်တိုက်ပွေးဝင်ရင်တည်ဆုံးရတာကပိုပြီးမြတ်တယ်ဆိုတဲ့ဆောင်းပုံးနဲ့အညီစစ်ကြုံဘဝနဲ့အသက်ရှင်ရတာထက်မျိုးသားရေးလူလက်ခွင့်နဲ့ကိုယ်ကံကြမ္မာကိုဖန်တီးပိုင်ခွင့်ရရှိရေတို့အတွက် ိုက်ပွဲဝင်ရင်သေဆုံးရတာကပုံမှန်မျက်တည်းလို့လူငယ်တွေအကြားမှာပြောဆိုနေကြပါတယ်စစ်ကောင်စီတဲ့ရဲ့လူမဆန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအောက်ကလူမျိုးဖို့အတွက်လက်နက်ကင်တော်လန့်ဖို့တော်လန့်ရင်းမြေတွေထေကို အလုံးအင်းနဲ့တွားနေကြတဲ့အာကောင်းမောင်းတန်ရခိုင်လူမျိုးတွေအားလုံးရဲ့ဆွန်လို့ဆွန်စားလို့ရတဲ့စိတ်သက်တွေဟာအနာဂတ်အတွက်ရောင်နေဥပင်ဖြစ်ပြီးရခိုင်တမျိုးသားလုံးလူမျိုးရဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူခွေရပေးဖြစ်ပါရှင်။